်အာကျွန်တော်ကထိုင်းနိုင်ငံကမော်ဒန်နေတဲ့ဥမာကျွန်တော်ထင်းနေထိုင်းနိုင်ငံမော်ဒန်မော်ဒန်ရှာမော်ဒန်နေတဲ့ကျွန်တော်ထင်းနေထိုင်းဝင်သွားတဲ့အချိန်မှာအရင်ကဆိုမြန်မာဆိုမြန်နိုင်ငံအခုကျွန်တော်သွားတဲ့အချိန်မှာကျွန်တော်ကကိုဖက်ရှင်နဲ့ကိုသွားတဲ့ကိုစတိုင်နဲ့ကိုနေခက်ချစ်ချင်နေတော့နာမည်လည်းအရင်ရလာပေါ့နော် international director တွေကအထီးပောင်ကျွန်တော်အရင်ကမှအလေးထားပေါ့နော်အာကျွန်တော်ကចောင်းသားလည်းဖြစ်တဲ့အတွက်ကျွန်တော်ကကိုပိုင် fashion တော့မတီထွန်းသေးပေါ့နော်မတီထွန်းသေးပြီနဲ့တမားတီထွန်းတာတဲ့ fashion ဘိုင်းကိုကိုကအတောက်ပြောင်ဆုံးအတောက်ပဆုံးဖြစ်အောင်ကျွန်တော်ဝတ်တယ်ပေါ့နော်ကျွန်တော်

အာပထမကျွန်တော်က fashion show ပွဲတွားပဲဆိုမှစီစဉ်ခဲ့ပေါ့နော် fashion show ပဲအာထိုင်းနိုင်ငံမှာကျင်းပရတဲ့ international fashion week ပေါ့နော်အဲ့ဒီမှာကျင်းပရှင်နိုင်ငံပေါင်းစုံနဲ့ကျင်းပခဲ့တယ်အဲ့ဒီအတွက်ကျွန်တော်တရုတ်ပြည်ကနေကျွန်တော် fashion တွေတကူတကပြင်ဆင်ပြီးတော့အာကျွန်တော်ထိုင်းနိုင်ငံမှာတွားရောက်ပြီးတော့ fashion show ရောက်ခဲ့ဒီ fashion show ကပြန်ပွဲတော့မဟုတ်ပေမဲ့အာဒီမှာက fashion ဘသူက kawas mile လဲဆိုမှလဲတိုက်တယ်စုအနေနဲ့ပေးရေပေါ့နော်ဆိုတော့ဒီကျွန်တော်ဒီ fashion show မှာအာကျွန်တော်က uh, best modern awards နဲ့ best performance awards ရခဲ့ပေါ့နော်စဉ်စုရခဲ့အကျွန်တော်ဒီ best performance မှာကကျွန်တော်က K-pop sexy dance အဲ့လိုမျိုးအကာမျိုးစုံနဲ့ပေါင်းပြီးကခဲ့ပေါ့နော်အဒီကျွန်တော်ဒီအကာတွေကြတော့ကျွန်တော်ငငယ်ပြန်နေဝါသနာပါတယ်ဒါပေမဲ့ငငယ်တော့ကဒီ K-pop the sexy dance တို့ကကျွန်တော်တို့နေနေမှာတိတ်ခင်မစားတော့ကျွန်တော်ဒီတရုတ်ပြည်ရောက်တဲ့အချိန်မှာတရုတ်ပြည်မှာဒီလေးလာခဲ့ပေါ့နော်ဆိုတော့အခုကကျွန်တော်ကဒီ dance back ကိုလည်းကျွန်တော်အာအားထား ားပြီးတော့ကျွန်တော်စူးစမ်းပြီးတော့လေ့ကျင့်နေပေါ့နော်အဲ့ဆိုတော့ကျွန်တော်ကလည်းအခု dance learner ပေါ့နော်ကျွန်တော်က dancer လည်းဖြစ်ရှင်တယ်အာကျွန်တော်က modern တယောက်လည်းဖြစ်တယ်ပေါ့နော်အကလည်းအပင်းစင်ခဲ့တဲ့ဒီ fashion ဘိုင်းနဲ့ပင်စင်ခဲ့ပြီးတော့ကျွန်တော်ကထိုင်းနိုင်ငံကို fashion show တော့ပြခဲ့ရပြီးရင်အကျွန်တော်ထိုင်းနိုင်ငံကနေမြန်မာပြည်ကိုခဏတစ်ဖြုတ်လေးပြန်ခဲ့ပေါ့နော်ပြီးရင်ကျွန်တော်ကတူပြည်ပြန်တော့အောင်ပေါ့နော်အာကျွန်တော်က fashion ဘိုင်းမှာကအဲ့လောက်ထိ အာဈေးကြီးတဲ့ brand ဆိုပြီးမှဝတ်တာတော့မရှိဘူးဒါပေမဲ့ကျွန်တော်ဝတ်လိုက်တဲ့ fashion တိုင်းက brand မဟုတ်ရှင်နေနေလည်းမနေရဘူးအတော်တင့်ဆိုတာထက်ကိုမှအာကိုဝတ်တဲ့ fashion ကတမားရည်လည်းမတူဘူးဖြစ်ရမယ်ပြီးရင်ကိုဝတ်တဲ့ fashion ကိုမှလမ်းနေရမယ်ပေါ့နော်အဲ့လိုမျိုးအရန်ကြီး အတော်ဆန်လည်းမဟုတ်တလို့အရင်ခစ်လို့နာလည်းမဟုတ်ခစ်ဆန်လည်းမဟုတ်သူ့အနေနဲ့သူ့သူ့ခင်းတဲ့သူအညီအဲ့မျိုးဝတ်တဲ့ fashion တွေပဲကျွန်တော်ဝတ်ဖြစ်တော့ကျွန်တော်အနေနဲ့ဒီ fashion J အတွက်ကျွန်တော် brand block ကုန်နေဆိုတော့ကျွန်တော်ကျွန်တော်တော့အဲ့လိုမျိုးမတက်မထောက်ဘူးနော်အဲကျွန်တော်ဒီ fashion ဝယ်မယ်ဒီ fashion နဲ့ကျွန်တော်နဲ့လိုက်လာဆိုတော့ကျွန်တော်ကြည့်မယ်ဒီ fashion နဲ့လိုက်တယ်ဆိုရင်ကျွန်တော်ဝတ်မယ်ဒါပေမဲ့ကျွန်တော်ဝတ်တဲ့ fashion တွေကတ냐ရင်လည်းမတူတဲ့ဟာတွေပဲကျွန်တော်ပို့ပြောဝတ်ရှင်းတယ်တ냐ရင်လည်းမတူလို့ဆိုမှကျွန်တော် all နေရဲ့ fashion တွေလည်းမဟုတ်ဘူးနော်ကိုယ်နဲ့လိုက်တဲ့ fashion တွေကိုဝတ်ဝတ်ဖြစ်တာပေါ့နော်ဟုတ် ိုင်းနိုင်ငံမှာဆိုအခုကျွန်တော်ဒီတစ်ခေါက်သွားအရန်အားကြရအားကြရဆိုတာကအာကျွန်တော်ကထိုင်းနိုင်ငံက modern နေတဲ့ဥမာကျွန်တော်ထင်းနေထိုင်းနိုင်ငံမော်ဒယ်မို့တခြားမော်ဒယ်နေတဲ့ကျွန်တော်ထင်းနေဘာလို့လဲဆိုတော့အာကျွန်တော်ကျွန်တော်ကဒီပြိုင်ပွဲအတွက်မဟုတ်ဘဲနဲ့ဒီ fashion show အတွက်ကိုကျွန်တော်ကကြိုတင်ပြီးမှပြင်ဆင်ထားပြတဲ့အတွက်အာကျွန်တော်အာကြည့်ကြရအာထိုင်းနိုင်ငံမှာဆိုဒီကျွန်တော်တို့ တငယ်ချင်းထိုင်းနိုင်ငံလူတွေအကုန်လုံးကထိုင်းလူမျိုးစစ်စစ်မဟုတ်ဘူးသူတို့ကသူတို့မိဘနိုင်ငံခြားတာတွေအကုန်လုံးပဲဆိုတော့ထိုင်းနိုင်ငံကဒီမော်ရယ်နေရာစ fashion ဘိုင်းလေပို့ပြီးတော့မြင့်မြတ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကလည်းသူတို့ထက် ပြိုင်ပြီးတော့တို့လည်းထင်အောင်ဆိုမှကျွန်တော်လည်းပြင်ဆင်ခဲ့ဖြစ်တဲ့အတွက်အာထိုင်ဝမ်ကလူတွေအစအာနိုင်ငံခြားဘုံတော့တခြားနိုင်ငံလူတွေအစကျွန်တော်ကိုချီးကျူးကြတယ်ကျွန်တော်ကျွန်တော်ကျွန်တော်ကိုယ်တိုင်ဟိုမှာကျွန်တော်ပစ္စည်းကိုလည်းငါပေးရရှိပေါ့နော်တခြားမိုးတွေနေကိုသူတို့ကပြောတယ်အာနည်းရဲ့ fashion တွေကအရင်မိုက်တာပဲဆိုတော့ကျွန်တော်လည်းအာကျွန်တော်ရဲ့ fashion တွေမိုက်တယ်ဆိုတော့ကျွန်တော်အရင်ပြောတယ်ပြောလဲ အာလူလူတယောက်က fashion မှာလည်းအဓိကကျတော့လူတွေအားကျရှင်လည်းခံရပါဘောเนาะအဲဆိုအခုဒီကျွန်တော်ထိုင်းယူသွားတဲ့အချိန်မှာအရင်ကဆိုမြန်မာဆိုမြန်နိုင်ငံအခုကျွန်တော်သွားတဲ့အချိန်မှာကျွန်တော်ကကို fashion နဲ့ကိုသွားတဲ့ကို style နဲ့ကိုနေခက်ချစ်ချင်နေတော့ အာနာမည်လည်းအရင်ရလာပေါ့နော် international director တွေကအထူးပေါင်းကျွန်တော်အရင်ကမှအလေးထားပေါ့နော်အာ international director တွေပြီးရင်ဒီ organizer တွေကအစအာဘယ်လိုပြောမလဲကျွန်တော် short ကြကျွန်တော်စိတ်ကောက်သေးရေကျွန်တော်ပြင်ပွဲမှာကျွန်တော်နာမည်ကိုကောင်း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 လေးမရေးထားလို့ကျွန်တော်နာမည်ကောင်းကောင်းအောက်မှာမထည့်ရအာကျွန်တော်က claim မဟုတ်တော့ဘူးလို့အာကျွန်တော်ကလို့အာအခုသူ့နေရာနဲ့သူရှိနေပြီလို့ကျွန်တော်နာမည်ကိုမလေးမစားလို့တမ်းချိုက်ဘူးနော်ဆိုမှကျွန်တော်စိတ်ကောက်တယ်အဲပြင်ပွဲ ဲ့ဒီနောက်ဆုံး grand final နေ့မှာကိုသူတို့ကအာကျွန်တော်ကိုပဲဦးစားပေးပြီးတော့အမေကပြင်ပြီးပြီလားဘလို့လဲအကကရမှာအဆင်ပြေလားဒီမတန်းတရရောဘလို့လဲဆိုတော့ကျွန်တော်တကူတကလာရှော့ကြရပေါ့နော်အဲဆိုတော့အာဒီနောက်ဆုံးအဲ့ဒီ grand final ပြီးရနဲ့အာဒီညဆန်စားပွဲရှိရပေါ့နော်အဲ့ဒီ dinner မှာလဲအာ modern day က modern day ရဲ့ team wine မှာစားရ National Director တွေကတသက် wine တသက်စားရပေါ့နော်ကျွန်တော်က တလို့ဝိုင်းမှာမဟုတ်ဘူးနဲ့ကျွန်တော်ကဒီ organizer တကယ်လူကြီးထိုင်နေဝိုင်းမှာတလို့တကူးတကောက်ကိုကျွန်တော်ဖိတ်ပြီးကြွေးရပေါ့နော်အဲကျွန်တော်နာမည်က brown awny brownie ဆိုတလို့မခေါ်တတ်တော့တလို့ကမြန်မာအောင်ဆိုအောင်ဆိုရဲအတုံနဲ့ပဲတလို့ခေါ်မြန်မာအောင်ဆိုပြီးမှအဲကျွန်တော်တကူးတကအဲကျွန်တော်နာမည်ခေါ်လိုက်တော့တခြားမဟုတ်တဲ့နေရာစာကျွန်တော်ငေးကြည့်ပေါ့နော်အဲဆိုအာဒီကမြန်မာပဲဆိုအဲ့လိုမျိုးပုံစံနဲ့ကျွန်တော်ကသင်းနဲ့ပြောရဲတိလာမှာဘယ်လိုလဲဆိုကိုကသင်းသွားတယ်ကိုကိုအနေနဲ့အခုက ကုသိုလ်လည်းလုပ်ဖြစ်တယ်။တမားရီကိုလည်းရန်သွားမရှာဘူး။အရင်ကဆိုကျွန်တော်အရန်ဆိုးခဲ့ပါတော့။အပွဲရှာတယ်ဆိုတော့မဟုတ်ပါဘူး။ဒါပေမဲ့ကျွန်တော်ကလာပတ်သက်တော့ကျွန်တော်မားမမားဦးထင်တော့ကျွန်တော်ပွဲရှာအကြီးကျယ်ဖြစ်တယ်ပေါ့။ခုနောက်ပိုင်းကျတော့ကျွန်တော်မားလီဖြစ်စေမားလီဖြစ်စေကျွန်တော်အနေနဲ့ကိုယ့်ကိုအေးစင်းနေရယ်ကိုယ်ကောင်းမှုကုသိုလ်လုပ်ဖြစ်တယ်ပေါ့နော်။အဲဆိုကိုယ့်ကိုအေးစင်းနေအခုချိန်မှာကိုဖက်ရှင်ရှိုးတွားတော့လည်း communication တွေရလာတယ်အဲ့ဒါမြန်နိုင်ငံရှိမှလည်းကိုတင်းတင်းမမောနဲ့ကိုယ့်အကူအလီနေလာနိုင်နေပေါ့နော်ကိုယ့်အကူရင့်ကျက်လာပေါ့နော်ဟုတ် မြန်မာနိုင်ငံအတွက်ကုံဆောင်တာကျွန်တော်ကပျော်ရွှင်တယ်ဘာလို့လဲဆိုတော့အာဒီထိုင်းလင်ကမ္ဘာမဟုတ်ဘူးဒီတရုတ်ပြည်မှာလည်းမြန်မာဆိုရင်တများတွေအရန်ကြောက်ကြရပေါ့နော်အဲဆိုတော့ကျွန်တော်ကိုတရုတ်ပြည်မှာလည်းအင်တာဗျူးလာပြုကြရပေါ့နော်အဲဆိုတော့ကျွန်တော်အနေနဲ့အင်တာဗျူးရရှိမှာမြန်မာဆိုတာဘယ်လိုမျိုးလဲမြန်မာဆိုတာကတရုတ်တွေနဲ့ဘယ်လိုဖြစ်တယ်ဆိုရဲမြန်မာမြန်မာကိုသူတို့မကြောက်အောင်မြန်မာကိုသူတို့ဘယ်လိုပြောမလဲ တွန်းမတွန်းဆောင်ဘူးเนาะတရုတ်တွေကမြန်မာလို့ဆိုအရင်ကြောက်တယ်အဲ့ဆိုကျွန်တော်ကတရုတ်ပြည်မှာဆိုလဲကောင်းကောင်းမွန်ရှင်းပြလိုက်တယ်အရှင်းပြလိုက်တဲ့အနေမှာကျွန်တော်အနေနဲ့တရုတ်ပြည်ကလူတွေအထင်သေးရလဲမခံရခဲ့ဘူးเนาะအတရုတ်ပြည်ကလူတွေအထင်ကြီးတော့အာတရုတ်ပြည်မှာဆိုလဲအာကျွန်တော်ပြည်သက်နဲ့ကျွန်တော်ရှိလာတယ်ကျွန်တော်က ဘဒူဘဲဝါဆိုမှလည်းတွားပြီးတော့ပြောပြစရာမလိုဘူးအာကျွန်တော်အကြောင်းကတယောက်တီတယောက်တီတယောက်တီနဲ့အကြောင်းမှဆိုလည်းပြန်လာတယ်ပေါ့နော်အကြောင်းမှကျွန်တော်အကြောင်းနေပြန်လာတော့အာပြောတယ်ပြောတယ်ဆိုဘာလို့ပြောလဲဆိုတော့အာတယောက်ပြည်ရဲ့တက္ကသိုလ်တစ်ခုမှာ အချောရဲ့အများကြီးပဲရှိရဲ့အများကြီးရှိရဲ့အဲမှာကိုအနေနဲ့ကျောင်းဆက်ဆချင်းတက်လာတော့ဟောဒီ university မှာကိုကနာမည်ဘလို့ကြီးမလဲပေါ့နော်နာမည်လည်းကြီးရှင်တယ်နာမည်ကြီးရှင်တယ်ဆိုတာအရင် popular ဖြစ်ရှင်တယ်ဒါပေမဲ့သူ့နာမည်နဲ့သူရောရရှင်တယ်လူတကာလေးစားတော့ခံရှင်တယ်ဆိုတော့ကျွန်တော်တွေးခဲ့တယ်ဒါပေမဲ့ခက်ခဲလို့ကျွန်တော်ထင်ခဲ့ပေါ့နော်ဒါပေမဲ့ဒီခက်ခဲဆိုတဲ့အရာကျွန်တော်ကဘာမှလုပ်စရာမလိုဘဲနဲ့ကျွန်တော်နာမည်က တရုတ်တက်ကလို့မှာပြန်လာတယ်ပြီးရင်တရုတ်ပြည်မှာလည်းပြန်လာအဲဆိုတော့ကျွန်တော်ကိုအပြင်မှာအာမြင်လာတွေးကြတဲ့လူဆိုကျွန်တော်တက်ဖို့ငကူတာတွေးရဲ့ကြတယ်ပေါ့နော်ဒီ feeling ကကျွန်တော်အရန်ဟိုမှာဘယ်ပြောမလဲခံစားလို့ခံစားလို့အရန်ကောင်းနေတာမဲ့ဒီ fish အာဒီ feeling ကိုဘလို့ဘလို့နိုင်လို့ရမှာတော့မသိဘူးကျွန်တော်ကျွန်တော်တကူတကပုံလာရိုက်ပြီးတော့ကျွန်တော်အာအပြင်မှာလာနှုတ်ဆက်ကျကျွန်တော်အရန်ပြောပါဘာလို့လဲဆိုတော့အာကျွန်တော်နာမည်ပါသူတို့သိရဲ့ ဘာမှသွားရဲဆိုလဲသူတို့တည်လူတကာကလည်းကျွန်တော်ငေးကြည့်ကြရဲဆိုအလူတကာငေးကြည့်ရဲဆိုလို့ကျွန်တော်ကအော်အော်အော်ရဲ့ fashion တွေဘူးသွားတော့မဟုတ်ဘူးတမိုင်းနဲ့တကူတကကြီးအရင်ထူးခြားနေတဲ့ fashion တွေဘူးလို့မဟုတ်ဘူးကျွန်တော်ဝတ်တဲ့ fashion ကကျွန်တော်နဲ့လိုက်ဖက်နေရမယ်ပြီးရင်လည်းလပ်ပနေရအရင် ထူးဆန်းနေတဲ့ fashion မဟုတ်ဘူးဆိုရင်တော့မှចောင်းသွားရဲဆိုတိမလားအမရဲ့ရိုးရိုးပုံစံလေးနဲ့ထင်းနေတဲ့ပုံစံလေးကိုတော့ကျွန်တော်အရင်ကြည့်ကြပါဘူးเนาะအဲ့ဆိုကျွန်တော်နှုတ်ဆက်ကြရဲဆိုဆီယမရီအစနှုတ်ဆက်လို့ကျွန်တော်အရင်ပြောပါပဲဟုတ်ဟုတ်အာကျွန်တော်အနေနဲ့ကြတော့အခုကအာကျွန်တော်ကចောင်းသားလက်ဖြစ်တဲ့အတွက်ကျွန်တော်ကကိုပိုင် fashion တော့မတီထွန်းသေးဘူးเนาะမတီထွန်းသေးဘူးနဲ့တများတီထွန်းတာတဲ့ fashion ဘိုင်းကိုကိုကအာအတောက်ပြောင်ဆုံးအတောက်ပဆုံးဖြစ်အောင်ကျွန်တော်ဝတ်တယ်ပေါ့เนาะကျွန်တော်အခုအာ ဘယ်လိုပြောမလဲဒီစီးပွားရေးလောကထဲဝင်လာတဲ့အချိန်ကျတော့အဲကျွန်တော်ဒီကိုယ်ပိုင် fashion ကိုတီးထွင်ပြီးမှကိုယ်ပိုင် brand လုပ်ပြီးမှတော့ပါရှင်ပေါ့နော်ဆိုတော့လေကျွန်တော်ကဘာကြော်အထီလဲဖြစ်အောင်လို့စူးစမ်းဖြစ်ဖို့လဲများတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကမှအာတမန်နဲ့ fashion မတူရှင်တာ ဖြစ်တဲ့အတွက်လေနော်ဟုတ်